မင်္ဂလာပါဒီနေ့သခိုင်းတိုင်းမှာခင်ဦးမြို့နယ်နဲ့ဝက်လက်မြို့နယ်တရင်တခုတင်ပေးမှာခင်ဦးမြို့နယ်ကစစ်ကြောင်းပြုတ်စော်ကန်ထိပြန်ပြီဝက်လက်မြို့နယ်မှာတင်ထားတဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးကြပြီလားမသိဘူးဗိုတီတင်ထားတာဒါကတော့ဒါလေးကိုကြည့်ကြည့်ပြီးကြပြီလားမသိဘူးတမန်နော် ဝက်လက်မျိုးနဲ့မှာစစ်ကြောင်းထိုးတာတဲ့စစ်ကော်မရှင်တပ်သားတွေကိုဝက်တော်လိုင်းအင်အားစုတွေကဝမ်ဝပိတ်ဆို့တိုက်ခိုက်တဲ့အချိန်မှာလက်နက်ချလို့ပြောတာအဲ့ဒီမှာစစ်ကော်မရှင်တပ်သားနှစ်ကောင်ကသူကလက်နက်မချတဲ့ပြင်ဘုံနဲ့လှမ်းပစ်တယ်လက်ပြဘုံနဲ့လှမ်းပစ်တယ်ဘလို့မှလက်နက်ချခိုင်းလို့မရချင်တဲ့ပြီးတော့ပြစ်ပက်လိုက်တဲ့ဗီဒီယိုဖိုင်ပဲဒါကိုအပေါ် drone နဲ့မှတ်တမ်းယူထားတယ်ဒီကအမိတ်ပေးနေတဲ့အတန်ကိုလည်းအဲ့ဒီဗီဒီယိုဖိုင်ထဲမှာကြားတိရတယ်နော်အဲ့တော့ဒီနေရာမှာမတည်တဲ့မဲ့တည်ရတာပါ ဒါကြောင့်မလို့ဒါမှမဟုတ်ကျွန်တော်တို့တွေတည်င်းတွေဘယ်လိုပဲပြောဒီစစ်သားတွေအနေနဲ့ကြီးဝင်လည်းမရှိဘူးတိဝင်လည်းမရှိတဲ့အတွက်သူတို့ဘဝကတော့ဒီအပေါ်ကလူယုံမှန်တွေပြောတဲ့တည်င်းတစ်ခုနဲ့ပဲပြီးွားမှာပဲเนาะအဲ့တော့ဒီနေ့ဒီခင်ဦးမြွနယ်ကတည်င်းကိုကျွန်တော်ပြောပြပါမယ်เนาะဒီခင်ဦးမြွနယ်မှာဖြစ်သွားတာကအင်အား180လောက်ပါတဲ့စစ်ကြောင်းကိုအားလုံးဝန်းဝန်းတိုက်ခိုက်တာစစ်သား80လောက်တည်ပြီးတော့ဂျန်တဲ့ကောင်တွေက ဝရုံတုံးကကြော်စိုးပြောလို့ပေါ့ခွေးလို့ပြီးကုန်တယ်ကောင်တော့ကြော်စိုးတစ်ခါပြောရကြားရမလားမခွေးလို့ပြီးရဆိုတာလေအဲဒီတဲ့ခင်ဦးမအဲ့လိုခွေးလို့ခွေးတွေကပြေးကုန်တာကောင်တော့နော်လက်နက်ကအလုံးပေါင်း29လက်နဲ့ခဲရန်နေတိတ်ပဲ့ရရှိတယ်ဒါအစံဖတ်သမားတွေအလောင်းတော့မကောက်နိုင်ဘူးအဲ့တော့ကြံပြီးခဲ့တဲ့စစ်သားတွေရဲ့အဲ့ဒီမှာကြာသွားတဲ့စစ်သားတွေရဲ့တာမင်ရားတွေကတော့နော်ကိုလင်ကိုအဖေနော်ကိုဦးမင်းသားချင်းပေါ့စသဖြင့်ဒီမီတာစုမှာကြံပြီးခဲ့တဲ့ဒူတွေကတော့ မตาအလောင်းတော့ခွင်းသေးကောင်ဖုံးတော့တန်မိုးမရှိတဲ့ဘဝနဲ့ကြုံရမှာပေါ့နော်အဲ့ဒါကတော့ကျွန်တော်တရင်ညီဖတ်ပြမယ်နော်စကိုင်းတိုင်းခင်ဦးမြို့နယ်အတွင်းစစ်တောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုဂျားပြတိုက်ခတ်ရာစစ်တောင်းတစ်ခုလုံးပြတ်သွားပြီးစစ်သား80ဝန်းကျင်တေဆုံးကလက်နက်29လက်နက်ခဲယမ်းများတိန်းစဲရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမြို့နယ်မှတာဝန်ရှိသူတူဦးက ရန်ကုန်ခေတ်တည်တင်းထန်တာပြောဆိုပါလေယမန်နေ့နိုဝင်ဘာလ23ရက်နေ့မွန်လွယ်17နာရီခန့်ခင်ဦးမြို့နယ်မုံလှကျေးရွာအတွင်းလေးရကြရာဒီတက်ဆွဲအထိုင်ချထားတဲ့အကြမ်းဖက်စစ်တပ်ဟာပြင်တောင်ပြူစောတိရွာတို့အင်အား180ခန်းဖြင့်ထွက်လာစဉ်တော်လှန်ရေးတပ်ဖွဲ့များကဂျားပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရတယ်အလောင်းတွေက60နဲ့80ဂျားလောက်တော့ရှိမယ်လေဝင်းထဲမှာအလောင်းတွေကျန်နေခဲ့တာဆိုတော့အဲ့ဒီလောက်ရှိမယ်အခုထိလေတွေတဲ့ကစင်းရိုးတွေထဲမှာအလောင်းတွေရှိနေသေးတယ်မရှင်းလင်းရသေးဘူး တိုင်ပွဲဖြစ်တဲ့နေရာကနေမုံလှရွာတဲကိုပြန်ဆုတ်တာလက်ရှိအထိမုံလှရွာတဲမှာပဲရှိသေးတယ်။လေချောင်းကနေဆူဆိုက်ဒရုန်းတစ်စီးနဲ့ဂျက်ဖိုက်တာတစ်စီးနဲ့တိုက်ပွဲဖြစ်တဲ့နေရာလာချသွားတဲ့ဟုခင်ဦးမြို့နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တောင်းရင်ရှိသူကရန်ကုန်ခေတ်တွင်တင်းထဏထံပြောကြားတယ်။ထိုတိုက်ခိုက်မှုအတွင်အစံဖက်စစ်တပ်ဖက်မှစစ်သားအများအပြားတေဆုံးကစစ်ကြောင်းတစ်ကြောင်းလုံးတက်ပြတ်သွားပြီးရုံလောင်းများကိုလည်းကောက်ယူခြင်းမရှိဘဲကစင့်ကလေးအားမုံလှရွာတဲတို့စုပ်ခွာထွက်ပြေးသွားကြောင်းသိရှိရတယ်။ တိုက်ပွဲအတွင်းအစံမဲ့စစ်တပ်ထံမှငချင်းမီတစ်လက် MA 10လက် MA 2တုံးလက် BA 160မမကွန်မတိုစိန်ကြောင်းတစ်လက် MA 3တုံးလက် MA 4တစ်လက် G3 လေးလက် MA Sniper တစ်လက် M1 9လက်နှင့်ဆက်ဆက်ကြီးခဲရန်အစုံအများအပြားတင်းဆက်ရမိခဲ့ကြောင်းသိရတယ်အစံမဲ့စစ်တပ်စစ်ကြောင်းဒီကမ်လူမြို့နယ်မှာနီးပြူဟာ332ခမရ1တုံးလုံး ကံမလူပြူစောရီများဖြင့်စုွက်ထားခြင်းဖြစ်ကြောင်းဆိုပါတိုက်ခိုက်မှုကိုအမှတ်နှစ်ရွှေဘိုခရိုင်အမှတ်သုံးတိုက်ရင်ခင်ဦးမြို့နယ်ပကဖတိုက်နယ်တစ်တိုက်နယ်နှစ်တိုက်နယ်သုံးတိုက်နယ်လေးတိုက်နယ်ငါပကဖများခင်ဦးမြို့နယ်ပလဖတိတုကာဝေးအဖွဲ့ခင်ဦးမြို့နယ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်ကျွန်တော်တို့နယ်မြေရှင်းလင်းရေးကအကုန်မလုပ်ရသေးဘူးစစ်ခွေးတွေကလေရင်နဲ့ဘုံလာကျဲလို့ တော်လိုင်းတပ်ဖွဲ့တွေပြန်ဆုတ်ထားရတယ်။နေနေရှင်းရင်းလှုပ်ပြီးမှပဲစစ်ခွေးသေဆုံးစင်းကိုတီးရမယ်။မြေပြင်မှာစစ်ရေးကဆက်လက်တင်းမာနေတော့မယ်ဟုရှေ့တန်းစစ်မြေပြင်မှာရောက်ရှိနေတဲ့တော်လိုင်းဒရင်ချင်းကပြောပါတယ်။ကဲဒါမှတွေ့ရနော်ရရှိတဲ့ခဲရန်လက်နက်တွေရောနော်ခွေးအသေးအလောင်းတချို့အလောင်းတွေကြတော့တက်ဒီဂရမ်မှာကြည့်လို့ရတယ်။လက်နက်တွေကြတော့ကျွန်တော်ဒီ Facebook တွေမှာနေကြည့်လို့ရတယ်။အားလုံးတင်ပေးထားတာတန်လာ။ကျွန်တော်တို့ကတန်လာ။အမှသေသွားတဲ့ကောင်တွေဘွားအတွက်တန်လာ။ဟမ်တရားမဝင်ယာဇဝိကောင်အတွက် အသက်တွေရင်းမေးကြရတာတန်တလားမင်းတို့ခေါင်းဆောင်ကတရားနဲ့မဝင်ဘူးရာဇဝတ်နဲ့ရာဇဝတ်ကောင်မှားလားအဲ့လားအဲ့ဒီစကားမှားလားမင်းအောင်နိုင်ရင်တရားမဝင်တဲ့ရာဇဝတ်ကောင်ကိုဘသူညင်းရတဲ့ညင်းရလို့လာခဲ့ဟမ်ရှင်းရှင်းလေးပဲအဲ့လိုတရားမဝင်တဲ့ရာဇဝတ်ကောင်အတွက်ဒီလိုအသက်တွေရင်းပေးနေကြရတာတန်လားလို့အဲ့ဒါလေးကိုစဉ်းစားနေခြင်းနဲ့တော့အောက်ချင်းအခုကျွန်တော်တို့တင်းနေတဲ့ဒီတော်လိုင်းဘက်ကတည်င်းနေဆိုရင်ဘုံမှုဘိုးကြီးဘုံမှုတို့ နော်ဘုံမှုချုပ်တို့ဘုံကြီးတို့စသဖြင့်ဒီလိုအဲဘုံကြီးစင်အောင်မှကြီးလို့ရစီမှာရတယ်ဘာချို့လဲဘုံကြီးတွေလွတ်လပ်ဆောင်တော့ဖုံးတုံးခွင့်မရှိဘူးကိုတတ်ထဲမှာလေအခုနေသားကအဲ့ဒါဆိုတော့ဘုံကြီးအစင်ရနေအောက်ပိုင်းလောက်ကတို့လွတ်လပ်ဆိုတာတိတယ်မှာအေးတခါတလေ Facebook တုံးလို့ခိုးခဲ့ပြီးကြည့်မယ်ဆိုရင်တော့လေကြည့်လို့ရရင်ရမယ်တရားဝင်တုံးဆွဲခွင့်ရှိတဲ့လူကအပေါ်ယာရှိပိုင်းတွေခေါင်းပေါင်းပိုင်းတွေလောက်ပဲကြည့်လို့ရဒါမဲ့အဲ့ဒီအပိုင်းတွေကိုပြောချင်တာကမင်းတို့တွေဘယ်ဟာအမှားဘယ်ဟာအမှန်လဲဆိုတာမင်းတို့ကိုယ်တိုင်သိတယ် နော်အခုအဲ့ဒီလက်ကစင်းထဲမှာသိနေတဲ့စစ်ပွေးတွေနော်မင်းတို့စစ်သားတွေပေါ့ကွာနော်အခုအဲ့စစ်သားတွေတေလို့ရက်ွက်ထဲမှာလိုက်မေးကြည့်ပါတမ်းတိုင်းအရက်သားရောင်ဆောင်ပြီးတော့နော်ရက်ွက်ထဲသွားရက်ွက်ထဲသူ့လူကိုလို့ဈေးထဲမှာဟာဘယ်နေမှာခင်ဦးညွန့်နေမှာမတိုက်ပွဲဖြစ်နေကြတယ်စစ်သားတွေအလောက်အောင်ပေတယ်ကြတယ်ဟာဒီကောင်တွေနည်းနည်းစပြီးကြည့်ကောင်တွေကွာတရမ်းအောင်တိညာမရှိဘူးလက်ကတက်ဘွားတွေစတေရတယ်ဘာဖြစ်ညာဖြစ်အဲ့လောက်လေးတော့ပြောပေးလိုက်ကြည့်နော်မင်းတို့စစ်သားတွေတေတာဝမ်းသေးတဲ့ဒုနဲ့ ပျော်တဲ့ပြည်သူပေရများလဲလို့အဲ့တော့လက်ရှိချိန်မှာမင်းတို့ပြည်သွင်းအထူးသဖြင့်မင်းတို့မြို့ပေါ်စိုးမိုးထားတာဖြစ်တဲ့အတွက်အဲ့ဒီမြို့ပေါ်တွေမှာဒီအမိတ်နဲ့အာနာနဲ့မတရားဖိနှိပ်ထားလို့တာလက်နဲ့မဲ့နေတဲ့ပြည်သူတွေကမင်းတို့ကိုမတော်လှန်နိုင်မဲနဲ့နေတာတကယ်ပြည်သူတွေရင်ထဲမှာရှိတယ်စစ်သားတွေတယ်ဒီမြန်မာနိုင်ငံကစစ်သားတွေတာကိုမြန်မာနိုင်ငံကပြည်သူပြော့တယ်ဆိုတာဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးအဲ့ဒါကြီးကိုမင်းတို့ကမပြောင်းလဲခြင်းပဲနဲ့ ငါတို့စစ်သားကိုပြောတဲ့လူရန်လူတို့တတ်မှတ်ပြီးတော့ပြည်တနာရှာနေမယ်ဆိုရင်မင်းတို့ရဲ့စောက်ရုံလန်းကိုမင်းတို့ရွေးချယ်လာတဲ့အတူတူပဲနော်ဘာဖြစ်လို့ပြည်သူတွေကဒီလိုပြောရတာလဲပြည်သူတွေငါတို့စစ်သားကိုလက်ခံလာအောင်ထောက်ခံလာအောင်ငါတို့ဘက်ကဘာတွေမှားရလဲဘာတွေကိုပြင်ရမလဲဒါတွေကိုတွေးတင်နေနိုင်ငံတော်ဆိုတာစစ်သားကိုပြောတာပေါ့ဘူးနော်စစ်ဘိုလ်ချုပ်ဖြစ်သွားတာနိုင်ငံတော်ကိုကိုစားပြုဝါးတာမဟုတ်ဘူးစစ်တပ်ထဲရဲ့တာဝန်တစ်ခုကိုပဲရတာစစ်တပ်ရဲ့တာဝန်ဒီတိုင်းပြည်ကိုကာကွယ်ဖို့နော် ရှင်းရှင်းပြောရင်တိုင်းပြည်ကိုကာကွယ်ဖို့ဆိုနေမှာဒီတိုင်းပြည်ကိုပတ်ဝန်းကျင်နိုင်ငံတွေသူများနိုင်ငံတွေအပြင်ပေါ့ရန်ရှာလိုက်ကာကွယ်ဖို့ဒါစစ်တပ်ရည်ရွယ်ချက်ပဲဘာဖြစ်လို့လဲစစ်တပ်ဆိုရက်စတင်ဖွဲ့စည်းတာဒီလုံခြုံရေးအတွက်ကာကွယ်ဖို့ငကိုခက်ကလူရိုင်းနေခက်မှာရွှေ့ပြောင်းနေထိုင်ကြတယ်တနေအောင်ရွှေ့ပြောင်းနေနေတယ်အမှသဲတွေစောက်တယ်နေကြရင်ဘာလုပ်လဲ ခြံစည်းရိုးတွေခတ်တတ်တယ်ပထမခြံစည်းရိုးမကောက်နောက်ခြံစည်းရိုးတွေခတ်တဲ့ရွာလေးဖြစ်လာ။အော်အဲ့ရွာလေးကိုတားရဲတလိဆန်နေအခြားလူမျိုးနွယ်စုတွေကလာရောက်တိုက်ခိုက်အစာတွေလူရဲ့နော်ဒီမိမတွေဒါပြီးတက်ဖြတ်ကလေးတွေတက်ဖြတ်လုံမှန်ကြောက်တဲ့အတွက်ဘာလုပ်လဲ။အင်အားတောက်တင်းတဲ့အားကောင်းတဲ့ယောက်ျားတွေကဘာလုပ်လဲ။အဲ့ဒီရွာသားတွေအိတ်နေတဲ့အပြင်ကနေစောက်ရှောက်ပေးတယ်။အပြင်အနေရဲ့လာပြီးတော့ထုတ်ခတ်ပေးမှဆိုလို့အဲ့ဒါစစ်တက်ကတောင်းဝင်ပဲ။ အဲ့တော့ပြည်တွင်းထဲမှာအချင်းချင်းရံဖြစ်ကြတယ်သူကရော်တကြီးရှင်းလိုက်ဟုတ်တယ်မလားရဲရှင်းလိုက်ဥပဒေရေးရတိုင်းတွားလိုက်အဲ့ဒါအဲ့ဒါစစ်တပ်အလုပ်မဟုတ်ဒါကိုတိဖို့လိုတယ်အဲ့တော့အခုလက်ရှိစစ်တပ်ကစစ်တပ်အလုပ်လုပ်ပဲနဲ့နေရတကာကိုစစ်တပ်အကုန်လိုက်ပါတဲ့အကျိုးဆက်ကအခုတိုင်းပြည်ကိုပြစ်တဲ့အနေဓာတ်ရောက်လာတာအခု2025မှာအာဏာမသိမ်းခဲ့ရင် sorry 2027မှာအာဏာမသိမ်းခဲ့ရင်အခုလေဝင်းထဲမှာတွေ့သွားတဲ့အဲ့ဒီစစ်သားတွေတွေ့ရမှာဟမ်ကျွန်တော်မြင်မင်းသလိုပဲ အခုမင်းအောင်နိုင် အာနာသိမ့်ပြီးတဲ့ကနေဒီနေ့ခေတ်ကြီးစစ်သားဘလောက်တွေကူရပြီရဲဘလောက်တွေကူရပြီရှင်ပြက်လက်ပြက်ဒုက္ခိတဖြစ်တာဘလောက်ဖြစ်သွားပြီရန်သူလက်မှာတုံမှန်းဖြစ်သွားတာဘလောက်ဖြစ်သွားပြီဒုက္ခရောက်နေတဲ့စစ်သားရဲမိသားစုတွေဘလောက်ရှိပြီဘဒုတောင်းဝင်ယူတယ်ဘဒုတောင်းဝင်ခံတယ်ဘဒုကျင်ညာပေးတယ်ငါတို့တောက်ကြချုံဝင်ပွင့်လင်းမြင်တာဆိုအပြင်ပတ်ပစ်ကိုမကျင်ညာနဲ့တီတူကိုမကျင်ညာနဲ့မင်းတို့စစ်တပ်ထဲမှာတော့အေးငါတို့ရဲ့စူးစမ်းတော့ငါတို့ရဲ့ဘလို့ဖြစ်တယ်စသဖြင့်ပွင့်လင်းမြင်တာမရှိလားမရှိဘူး အဲ့ဒါအဖြေပဲအဲ့တော့ဒီလောက်မှားနေတဲ့အရာကြီးကိုမိုင်လုံးကြီးပြီးတော့ဆက်ပြီးတော့မရက်တီကြနဲ့အမှန်တရားဘက်ကရက်တီကြပါတော့လက်ရှိစစ်တပ်ထဲမှာလည်းပြည်သူ့ဘက်ရက်တီခြင်းနဲ့စစ်သားကောင်းတွေအများကြီးရှိပါတယ်ပြည်သူကစစ်ခွေးစစ်ခွေးခေါ်တယ်ဆိုတာအခုလိုတေဝရကောင်မျိုးတွေခေါ်တာပါဘာဖြစ်လို့လဲတိုင်းပြည်အတွက်အတက်ဆွန်တာမဟုတ်ဘူးပြည်သူအတွက်အတက်ဆွန်တာမဟုတ်ဘူးเนาะအမှန်တကယ်တော့ပြည်သူနဲ့တိုင်းပြည်ဆိုတာအတူတူပဲတိုင်းပြည်ဆိုတာပြည်သူကိုကိုးစားပြုတာပါ ဒီကောင်တွေအသက်ဆုံးရမလူတွက်တယ်မင်းအောင်နိုင်အပါဝင် အာနာတင်းထားတဲ့ရာဇဝတ်ကောင်တအုပ်အတွက်အသက်ဆုံးရတာအဲ့တော့ပြည်သူတွေကစစ်သားတိမ်ပါဖြစ်တယ်ပျော်တယ်အောင်ခွေးမမသေးတယ်ရင်နာစရာကြီးကြီးစက်ဘုမင်းတို့တော့နာနာမနာနာမတည်အဲ့လားငါတို့ကပါစက်ကတာငါတို့ကစန့်ကျင်ဘက်ကိုယ်နေစန့်ကျင်နေတဲ့အဖွဲ့မို့လို့အာစစ်တောင်းလိုက်ပြုတ်သွားတာအာအာကျုံးမှန်တဲ့ပြောနေပြီမြင်တဲတဲချာချာသူလေးလေးနဲ့နဲ့တွေးလိုက်တာနဲ့လေအဲ့ဒီပျော်တဲ့စိတ်လုံးဝပျောက်ဘာဖြစ်လို့လဲအတော့ငါတို့နိုင်ငံစစ်သားတွေငါတို့နိုင်ငံတိဆောက်ရေးအတွက်အားအင်းနေတယ် ငါတို့နိုင်ငံတိုးတက်ရေးအတွက်အားအင်တွေဒါငါတို့ရဲ့တမည်တဲ့တည်ရတဲ့မွေးဖွားကြီးကြီးလာလဲငါတို့ရဲ့နိုင်ငံသားကောင်းတွေဘာမဟုတ်တဲ့လူနေစုရဲ့အာဏာယူတဲ့လုပ်ရကြောင်ဒီလူတွေဘဝတွေစတဲ့နေရတာရင်နာတဲ့နော်အဲ့တော့ပြောရအောင်ငါစီးရပါပြည်ဖြစ်တယ်ဖြစ်ရင်ကျွန်တော်တို့ပြောတာရှင်းရှင်းလေးအမှန်တရားတော့ပဲကျွန်တော်တို့ပြောတာအမုန်းတရားနဲ့ပြောနေတာမဟုတ်ဘူးနော်အခုကြည့်အဲ့တော့ဒီဘဝတွေအဲ့တော့ဗီဒီယိုအစမှကျွန်တော်ပြောခဲ့ပြီနော်ဝက်လက်မြုပ်နေမှာတွေ့အဲ့ဗီဒီယိုဖိုင်ကိုကျွန်တော် ကြည်ပြီးသားလို့ရှိရင်မောင်းမှတင်ထားတယ်မောင်းမှသူရှိတယ်နော်တွားကြည့်အမအပေါ်က drone နဲ့ရိုက်ထားတယ်နှစ်ကောင်ကအမလက်နှစ်ချလို့ပြောမချဘူးအဲကုန်း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 လက်ပြုံပုံတော့နှမ်းထုတ်လေးသူကမိုက်မဲတာမိုက်မဲတာကြည့်ရစမ်းဘာဖြစ်သွားလဲတေဝါတာဗောနော်အဲ့တေဝါတဲ့အလောင်းဘလူလာကောက်ဘလူမကောက်ခွေးတဲ့ကောင်လမ်းတဲ့ကောင်သေးနေဘာလို့လဲရက်ွက်ထဲမှာခွေးတဲ့ကောင်သေးနေကြည်ဘာလို့ကြာကောက်ပြီးမရှင်းကြဘူးလားဟေးအဲ့ဒီစစ်သားတွေသေးနေဘလူရှင်းနေအခုဒီမှာစပါးကင်းထဲမှာအလောင်းတွေဟမ် လက်ကောက်ခိုင်းတဲ့အကျော်စိုးလို့ကျော်မျိုးမင်းတို့အဲ့ဒီပိုင်ရန်ကိုတို့ဟမ်ဒီကောင်လေးတို့အသက်မသေးနိုင်တို့ဘဝမထိခိုက်နိုင်စစ်သားတွေကိုမြောက်ပေးပြီးအသေးခံခိုင်းတဲ့ကောင်လေးတွားကောက်ခိုင်းအဲ့ကောင်လေးတွားကြိုခိုင်းဟမ်တို့မိသားစုအနေနဲ့တို့ရဲ့သွေးသားအရင်ထေွားတာဒီ body လေးတာတော့ကောင်းကောင်းမွန်မွန်တချိုချင်မှာပဲဘာလို့ဖြစ်ဖြစ်တို့ရဲ့နောက်ဆုံးချိန်ဟမ်တချိုခွင့်တော့မရအောင်ဆိုစဉ်းစားကြည့်ဒီဘုံမြတ်မြတ်အမှန်တေွားတဲ့စစ်သားတွေရဲ့နာမည်နဲ့တိုက်ရင်မူကလက်သာထုတ်စားအောင်ပဲဟောမှာဘွားတွေဘွားတွေကြီးစမ်းတံမြင့်ခဲ့တဲ့မယားဘလူတက်ခွာအောင်လည်းမသိဘူးနောက်ထပ်ဟမ် ဒါကြောင့်မလို့မင်းတို့အတက်ရှင်နေတဲ့စစ်သားတွေရဲတွေကိုလည်းငါတို့ပြောချင်တာအထူးသဖြင့်စစ်သားတွေပေါ့မင်းတို့မရတယ်မင်းတို့ချက်လာမင်းတို့မရတယ်ချက်ရဆိုမင်းတို့ရှင်နာမသေးဝိုင်းဂျာမင်းခိုင်မင်းမရနောက်တော့တက်ခွာမှာမင်းတို့ခံနိုင်လားစဉ်းစားကြည့်အဲ့ဒါတွေအားလုံးကလက်သက်တရားခံဘလူးလေဒီအာနာသိမ့်တဲ့ကောင်တွေပဲ အဲ့တော့မင်းတို့တွေအသက်တွေဘဝတွေကိုစသေးပေးနေရတာတန်လားကိုယ့်ကိုစဉ်းစားကြပြီးတော့ဒါဟာငါတို့ဝါရဖြတ်နေတာမဟုတ်တွေးခွဲနေတာမဟုတ်မင်းတို့ခေါင်းထဲမှာအုံနောက်တွေရှိတယ်တွေးအေးအေးလေးထားပြီးတော့အမှားနဲ့အမှန်ကိုခွဲခြားသူ့ဘက်ကိုယ့်ဘက်လောက်မကြည့်ပါနဲ့သူ့ဘက်ကိုယ့်ဘက်ကြည့်ရင်တရိစ္ဆာန်ဖြစ်သွားလိမ့်မယ်နော်အမှားအမှန်နဲ့အဆိုးအကောင်းကိုခွဲခြားနိုင်မှသာလေလူဖြစ်တာဒါကြောင့်မလို့တွေးအေးအေးနဲ့စဉ်းစားကိုယ့်ကိုကိုယ့်အတွေးတရားနဲ့စဉ်းစားအဲ့တော့ပြည်သူတွေကတော့ဘာဖြစ်နေလဲဘယ်မှာစစ်ကြောင်းလိုက်ပြောလို့ဆိုအေးကိုယ်တွေသေးတယ်အဲ့ဒီဘဝကိုမင်းတို့ရင်နာလား ရင်နာတယ်ဆိုရင်အမှန်တရားကိုတွေ့အောင်လို့ကြည့်ကြပါအချိန်တိတ်မရှိတော့ပါဘူးเนาะအဲ့တော့တရားမဝင်ရာဇဝိကောင်မီရဲ့အတွက်အတက်တွေဘဝတွေစည်မလားပြည်သူဘက်ကရက်တည်ပြီးကိုယ်အတက်ကိုကိုရှင်ဝင့်ယူမလားအဲ့ဒါလေးကိုစဉ်းစားကြပါဦး